မင်္ဂလာပါရှင်တနင်္သာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တနင်္သာရီမှာလူနေအိမ်တွေနီးမှာရှိတဲ့ခဲလုတ်ကတ်တွေကြောင့်ကလေးတွေအန္တရာယ်ရှိနေတဲ့အခြေအနေလောင်းလုံးမှာလူပြောက်လို့လူမှုကွန်ရက်ပေါ်အကူအညီတောင်းခံသူငွေညှစ်ခံရတဲ့အကြောင်းတင်ခွန်းရွာနားမှာတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီတို့၈နိုင်ကျော်ကြာတိုက်ပွဲထပ်ဖြစ်တဲ့အခြေအနေမြင်းနယ်ကော့တောင်မှာရုရှားဘာသာစကားသင်တန်းထပ်ဖွင့်မဲ့တဲ့တင် တဲချောင်းမြို့နယ်မင်းတပ်မှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကောက်ကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်တဲ့အကြောင်းဆတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်။ပထမဆုံးသတင်းတစ်ပုဒ်ကတော့တနင်္လာနေ့မြို့နယ်သဘောလေးရွာမှာခက်တထုလုတ်ွက်တွေကလူနေအိမ်တွေနားအထိရောက်လာပြီးခြောက်ခွက်ကြီးတွေကျန်ခဲ့တဲ့အတွက်ကလေးတွေအန္တရာယ်ရှိတဲ့အခြေအနေဖြစ်နေပါဗျ။တည်င်းအပြည့်အစုံကို dowelwashwine.data တို့ကပြပြပေးသွားမှာပါရှင်။ တနေ့တိုင်းမြို့နယ်သဘောလေးဤွာမှာခဲတတူလောက်ွက်တွေကလူနေအိမ်သားအထိ ရောက်လာပြီးဂျဲခွက်ကြီးတွေကြံခဲတဲ့အတွက်ကလေးတွေအနေနဲ့ရှိတဲ့အခြေအနေဖြစ်နေပါတယ်။သဘောလေးဤွာမှာအခုနှစ်ဇန်နဝါရီလကစပြီးခဲလောက်ွက်တွေကအရွာအတွင်းပိုက်ထိရောက်လာတယ်လို့ဒေသခံတချို့ကဆိုပါတယ်။လက်ရှိမှာခဲတူထားလို့ကြံခဲတဲ့ဂျဲခွက်ကြီးတွေမှာရေပြည့်နေတယ်လို့တချို့ဂျဲခွက်ကြီးတွေမှာရှော့နဲ့ပြည့်နေတဲ့အတွက်ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးဖြစ်မှာကိုစိုးရိမ်နေရတယ်လို့ပြောပါတယ်။ အဲ့ဒီ short eye တွေမှာအပေါ်ရံကမြစ်ပေါက်နေပြီးမာကျောနေတယ်လို့ထင်ရပေမဲ့လည်းတင်းနေမိရင်ကြော်ကြနှိမ့်မြုပ်သွားလိမ့်ရှိတယ်လို့ဒေသခံတချို့ကဆိုပါရယ်။ကြိုက်တဲ့ပြုတ်ကြတိတ်ဆုံးတဲ့နွားတွေရှိတယ်လို့ဆိုကြပေမဲ့လည်းလူတိတ်ဆုံးတဲ့ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဒေသခံတွေကတိတိကျကျပြောဆိုခဲ့တာမရှိပါဘူး။ခဲလောက်ွက်နေရာဟောင်းတွေဟာသဘောလိုက်ရွာတွေအများပြားရှိနေပြီးကလေးတွေကိုနေအိမ်အနောက်ဘက်ကိုရောင်မသွားခိုင်းရတော့ဘူးလို့ဆိုပါရတယ်။ ။တဘောလေးရွာမှာခဲတတုတူဖို့သူတွေကဒေသခံတွေပိုင်းတဲ့မြေကွက်ဥယျာဉ်ခြံတွေကိုဝယ်ယူပြီးခဲတတုတူဖို့နေကြတာပါ။ဒါကြောင့်ရွာထဲမှာဒေသခံတွေမရောက်ဘဲခြံထားတဲ့မြေကွက်ဥယျာဉ်ခြံနဲ့လူနေအိမ်တွေရဲ့မြေတွေသာကျန်ခဲ့ပြီးကျန်တဲ့မြေအလုံးဟာခဲလုတ်ကွက်တွေဖြစ်နေပါတယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့လောင်လုံးမြနယ်မှာဆင်မျိုးနှိဆက်သူပျောက်တဲ့အတွက်အင်တာနက်လူမှုကွန်ရက်ပေါ်အကူအညီတောင်းခံတဲ့အမျိုးသမီးတအူးငွေညှိခံရတယ်လို့ကာယကံရှင်အမျိုးသမီးကပြောပါတယ် လောင်လုံးမျိုးကကြီးရွက်ကမှနေတဲ့အမျိုးသားတဦးဟာဇွန်လ6ရက်နေ့မနေ့ပိုင်းကနေအိမ်ကနေထွက်သွားပြီးဇွန်လ9ရက်နေ့အထိပြန်မရောက်လာသေးတဲ့အတွက်ဆွေမျိုးနှိဆက်သူကလူမှုကွန်ရက်ကနေတဆင့်လူပြောက်ကြင်ညာတဲ့ post တင်ပြီးအကူအညီတောင်းခဲ့ပါတယ်အဲ့ဒီလိုအကူအညီတောင်းတာမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုအမျိုးသား6ဦးကဆက်သွယ်လာပြီးပျောက်ဆုံးနေသူကိုငွေချင်းနဲ့ရွေးယူဖို့ပြောဆိုခဲ့တယ်လို့ကိုရိုင်းဂျုံတွေ့ရတဲ့အမျိုးသမီးကဆိုပါတယ်။ ပျောက်ဆုံးနေတဲ့အမျိုးသားဟာသူတို့စီရောက်နေတယ်ဆိုပြီးပြန်ထုတ်ယူဖို့အတွက်ကနအုပ်ငွေလဲပေးရမယ်ဆိုပြီးဖုန်းနံပါတ်တစ်ခုကိုပေးပို့လာတယ်လို့ပြောပါတယ်။ပျောက်ဆုံးနေသူနဲ့ဖုန်းပြောခွင့်ပြုရင်ငွေလဲပေးမယ်လို့ပြောခဲ့ပေမဲ့ဆက်သွယ်ပြောဆိုခွင့်မရဘဲဖုန်းနံပါတ်နဲ့ပဲငွေလဲပေးဖို့ပြောခဲ့တယ်လို့ဆိုပါတယ်။လူပြောက်ကျင်ညာမှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးငွေညှစ်ဖို့ကြိုးပမ်းလာတာတွေရှိတာကြောင့်အဲ့ဒီကျင်ညာကိုပြန်ဖြုတ်ခဲ့တယ်လို့ပြောပါတယ်။ ဇွန်လ6ရက်နေ့ကလေးကပျောက်ဆုံးနေတဲ့အသက်63နှစ်အရွယ်အမျိုးသားဟာဒီကနေ့17ရက်နေ့အထိအိမ်ပြန်မရောက်လာသေးဘူးလို့မိသားစုစီကသိရပါဗျာရှင်။နောက်တဲ့တင်တဲ့ဘုတ်ကတော့ထိုင်းမြန်မာနယ်ဆက်ကုံတော်ရေးလမ်းပိုင်းမှာရှိတဲ့တနင်္သာရီမြို့နယ်တိန်ခွန်ရွာနားမှာစစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။တတင်းအပြည့်စုံကိုတော့ဒေါ်ဝဲဝက်ရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ထိုင်းမြန်မာနယ်ဆက်ကုံတော်ရေးလမ်းပိုင်းတနင်္သာရီမြို့နယ်တိန်ခွန်ရွာနားမှာ စစ်ကောင်စီတပ်သားတွေစစ်ကြောင်းထုတ်လာလို့နှစ်ဖက်ထိတွေ့တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။ဇွန်လ10ရက်နေ့မနေ့ခွန်နိုင်လောက်မှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ကရင်ရလေတပ်ရင်းစစ်တပ်အပါဝင်ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြား၈နာရီလောက်အကြာနှစ်ဖက်ပြန်လည်ပစ်ခတ်တိုက်ခတ်ခဲ့ကြတာလို့ဆိုပါတယ်။တင်ခွန်ရွာမှာပြီးခဲ့တဲ့ဇွန်လ၄ရက်ကနေ၆ရက်နေ့အထိတိုးရဲစစ်တပ်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးအများပြားပစ်ခတ်ခဲ့တဲ့အပြင်ဒရုန်းသုံးပြုတိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းတပ်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်ဘက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးစစ်ကောင်စီတပ်ဟာထိုင်းနယ်စပ်ကိုတွားတဲ့တရင်သားကြီးမောတော်လမ်းပိုင်းကို ပြန်ထိချုပ်ဖို့အင်အားရာချီတိုးပြီးစစ်ကြောင်းထိုးနေတာ6လလောက်ရှိနေပါပြီ ဒါပေမဲ့တော်လိုင်းတက်တွေရဲ့ပေးဆိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတက်ဟာတိတ်ခွန်ရွာကနေရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တနင်္သာရီတိုင်းစစ်ကောင်စီကမြို့မြို့နဲ့ကော့တောင်းမြို့တို့မှာလာမယ့်ဇူလိုင်လအတွင်းရုရှားဘာသာစကားသင်တန်းကိုဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ကြေညာချက်နဲ့အစိုးရအဖွဲ့နဲ့နှိစက်သူတွေရဲ့ပြောဆိုချက်အရသိရပါဗျာ။ ဒိုအယ်မြို့မှာမေလဒုတိယဘက်ကစတင်ဖွင့်လှစ်ခဲ့တဲ့ရုရှားဘာသာစကားအခြေခံသင်တန်းကဇွန်လ6ရက်နေ့မှာသင်တန်းဆင်းပွဲလုပ်ပြီးသင်တန်းသား200ကျော်ကိုသင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့တယ်လို့စစ်ကောင်စီပြန်ကြားရေးကဖော်ပြထားပါတယ်။ဒါအပြင်မြင်းမြို့မှာထပ်ဖွင့်သွားဖို့အစီအစဉ်ရှိတယ်လို့ရေးသားဖော်ပြထားပါသေးတယ်။ရုရှားဘာသာစကားသင်တန်းနဲ့ပတ်သက်ပြီးတနင်္သာရီတိုင်းစစ်ကောင်စီအစိုးရအဖွဲ့နဲ့နှိစက်သူတွေစီမေးမြန်းရမှာတော့ကော့တောင်းမြို့မှာလည်းဖွင့်လှစ်ဖို့စီစဉ်နေတယ်လို့ဆိုပါရယ်။ ဒဝဲမြို့မှာဖွင့်တဲ့ရုရှားဘာသာစကားသင်တန်းကိုဟော်တန်နဲ့ခရီးသွားလာရေးဌာနရဲ့ဘာသာစကားသင်ဆရာတဦးကသင်ကြားပြီးဌာနဆိုင်ရာဝန်ထမ်းအများစုနဲ့တက္ကသိုလ်ကျောင်းသားတို့တက်ရောက်ခဲ့တယ်လို့သိရပါဗျ။ရုရှားဘာသာစကားသင်တန်းကိုဒဝဲအထူးစီးပွားရေးဆောင်အတွက်ရည်ရွယ်ပြီးတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတင်းင်းလာရေးတိုင်းညွှန်ကြားရေးမှူးရုံးမှဖွင့်လှစ်ခဲ့တာပါ။ဒီကနေ့နားဆင်ရမယ့်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ တေချောင်းမြို့နယ်ဒဝဲမြေသွားကားလမ်းပေါ်မှာရှိတဲ့မင်းတက်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ပေါင်းစုတို့ဒီကနေ့မနက်ပိုင်းမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တတင်းအပြည့်စုံကိုဒဝဲဝက်ရှိုင်းဒေါ်တာတို့ကပြောပြပေးသွားမှာပါရှင်။တေချောင်းမြို့နယ်ဒဝဲမြေသွားကားလမ်းပေါ်ရှိမင်းတက်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ပေါင်းစုတို့ဒီနေ့ဂျွန်လာ7မိနစ်ပိုင်းမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဂျွန်နာစတင်းနီမနက်၈နာရီကနေ၉နာရီခွဲလောက်အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်နှစ်ဖက်ထိခိုက်မှုရှိတယ်လို့တပ်ပေါင်းစုတပ်ဖွဲ့မှပါဝင်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA တိုင်းရင်းစနစ်တပ်ခွေနှင့်ကစတိုချာထူတပ်ဖွဲ့ကတပ်ခွေမှုစောပါဦးတဲ့ကပြောပါတယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ကထိခိုက်ဒေဆုံးတန်ရာရှာမှုကို အတိအကျမတရားသေးပေမယ့် ကစ္စဒိုဂျာထူတပ်ဖွဲ့ကတော့တန့်စစ်မှုတအူတည်ဆုံပြီးပြည်သူကာကွယ်ရေးပူပေါင်းတပ်ဖွဲ့ဖက်ကနှုတ်တန်ရရတယ်လို့ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဒွေပိတ်ကာလန်ခဏပိတ်သွားပြီးတိုက်ပွဲပြချေပုံမှန်အတိုင်းပြန်သွားလာနေတယ်လို့ဒေသခံအမျိုးသားတအူကပြောပါတယ်။တင်းချောင်မျိုးကနေဘလောက်အထိလမ်းကြောင်းတစ်ခုလုံးမှာစစ်ကောင်စီတိုင်းရဲ့ဝင်းဝါစခန်းတစ်ခုပဲကျန်နေတာပါ။ ဝင်းဝစခန်းကိုကာကျင်တဲ့အတွေ့မင်းနဲ့မှာစကောင်းစီတက်တွေတက်လာဆွဲတာဖြစ်နိုင်တယ်လို့ဇောပါဟုတက်ကဆိုပါတယ်။မိဒတ်ကျွာမှာတက်ဆွဲထားတဲ့စကောင်းစီတက်ဟာလူငယ်အမျိုးသားနှစ်ဦးနဲ့ယဟန်တပါးကိုဒီနေ့ထိသူတို့နဲ့အတူဖမ်းဆီးထားပြီးမေလ28ရက်ကဖမ်းဆီးထားသူ20ကျော်ကိုတော့ဂျွန်လ9ရက်နေ့မှာညှပ်လွှတ်ခဲ့ပါတယ်။ ခုလိုတင်းနှိုင်းတိုင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwellwatch Shrine တော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။